ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ပြပြသွားပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အလုပ်သမားတွေဘက်ကအမှားယွင်းမဟုတ်ဖဲနဲ့လုံထုတ်ခံရမယ်ဆိုရင်အခုပြပြသွားမယ်နင့်နာကြီးရော်ကြီးခံစားခွင့်ရှိပါတယ်နံပါတ်1လုံသက်တစ်ဆက်ထဲအ ਨੇ ဆုံးရက်120ရှိပြီးတနည်းမပြည့်သေးတဲ့အလုပ်သမားတွေအတွက်ကိုနောက်ဆုံးရရှိထားတဲ့လောခကြီးရဲ့ရက်ပေါင်း30နဲ့ညီများတဲ့နင့်နာကြီးရော်ကြီးခံစားခွင့်ရှိပါတယ် မနဲ့လုံတက်ဆက်တဲ့အနည်းဆုံးတစ်နှစ်ရှိပြီသုံးနှစ်မပြည့်သေးတဲ့အလုံသမားတွေအတွက်လောကကြီးရဲ့ရပ်ပေါင်း90နဲ့ညီမျှတဲ့နိနာကြီးယောကြီးခန်းစားဝင် ရှိပါတယ်နံပါတ်3လုံတက်ဆက်တဲ့အနည်းဆုံးသုံးနှစ်ရှိပြီ6နှစ်မပြည့်သေးတဲ့အလုံသမားတွေအတွက်လောကကြီးရဲ့ရပ်ပေါင်း180နဲ့ညီမျှတဲ့နိနာကြီးယောကြီးခန်းစားဝင်ရှိပါတယ်နံပါတ်4 လုံသက်တဆက်ထဲအနည်းဆုံး6နှစ်ရှိပြီ10နှစ်မပြည့်သေးတဲ့လုံသမားတွေအတွက်လောက်ခကြီးရဲ့ရပ်ပေါင်း240နဲ့ညီမျှတဲ့နှစ်နာကြီးရော်ကြီးခံစားခွင့်ရှိပါတယ်နံပါတ်5လုံသက်တဆက်ထဲအနည်းဆုံး10နှစ်ပြည့်ပြီးတဲ့လုံသမားတွေအတွက်လောက်ခကြီးရဲ့ရပ်ပေါင်း300နဲ့ညီမျှတဲ့နှစ်နာကြီးရော်ကြီးခံစားခွင့်ရှိပါတယ် ဒါပေမဲ့လည်းအလုံးရှင်ဘက်ကနင့်နာကြီးယောကြီးပေးစရာမလိုတဲ့အချက်တွေလည်းရှိပါသေးတယ်။အဲ့ဒါတွေကတော့အလုံးသမားဘက်မှကိုယ်တိုင်စတင်နှုတ်ထွက်တာနံပါတ်1လုတာဝင်ကိုအလွဲသုံးစားလုတာဒါမှမဟုတ်အလုံးရှင်ဘောဥပဒေကြောင်းအရမားရင်စွာရည်ရွယ်ပြုလုပ်တာနံပါတ်3အလုံးရှင်ဆုံးရှုံးနင့်နာစီကိုတမင်ယူရပြီးပြုလုပ်တာနံပါတ်4 လုံသမားရဲ့ပေါ်ဆောင်မှုကြောင့်အလို့ရှင်ဘက်မှကြီးမားစွာနစ်နာဆုံးရှုံးတာနံပါတ်5ဥပဒေစည်းမျဉ်းနဲ့အညီထုတ်ပြန်ထားတဲ့အလုပ်ဝင်စည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျက်ကျူးလွန်လာတဲ့လုံရှင်ဘက်ကအဲ့ဒီလိုထပ်မံမပြုလုပ်ဖို့အတွက်လုံသမားတွေကိုစာနဲ့သတိပေးထားပြီးဖြစ်တာဒါပေမဲ့လည်းကြည်လေးတဲ့အလုတ်ခွေစီမင်းစီကံဖောက်ပြမှုဖြစ်လို့ရှိရင် စာနဲ့ကြိုတင်သတိပေးရန်မလိုပါဘူး။ ဲ့ဒီသတိပေးစာဟာသက်ဆိုင်ရာအလုပ်သမားတွေရဲ့စီမင်းစည်းကမ်းဖောက်ဖျက်တဲ့နေရာစပြီးတော့တနစ်ထက်ပိုပြီးကျော်လွန်တက်ရောက်မှုမရှိစေရပါဘူးနံပါတ်6ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ၃ရက်ဇက်တိုက်အလုပ်မစင်းတာနံပါတ်9တရားရုံးကထောင်နှံချမှတ်ခံရတာနံပါတ်10အလုပ်ကာလတိကျသတ်မှတ်ထားတဲ့အလုပ်ဖြစ်ပြီးလုံးရှင်ဘက်က အဲ့ဒီကာလအတိုင်းအတာရအလုံသမားတွေဟာအလုံထွက်စေခြင်းဒီအချက်မှာအခုပြောပြသွားမယ့်အလုံတွေအကျုံးဝင်ပါတယ်အဲ့ဒါတွေကတော့အလုံရှင်ရဲ့ပုံမှန်စီးပွားရေးအလုံကိုင်မဟုတ်တဲ့အထူး project လိုမျိုးအလုံစတင်ရတဲ့အလုံပြီးဆုံးရအသေးချာသတ်မှတ်ထားတဲ့အလုံတွေတချို့ကြောအကြမ်းမ်းအလုံဖြစ်တဲ့တဘာဝရအလုံပြီးဆုံးအောင်မြင်တဲ့ချိန်ကာလရှိတဲ့အလုံတွေရာဒီလိုက်ပေါ်တဲ့ နှစ်နှစ်အတွင်းပြီးစီးနိုင်တဲ့အလုပ်တွေဖြစ်ပြီးအဲ့ဒီယာသည့်အချိန်အတွင်းမှာအလုပ်ခန့်နာခြင်းဖြစ်ပြီးစတဲ့အလုပ်ခန့်ခြင်းကလေးကအလုပ်ရှင်ဘက်ကအလုပ်စာချုပ်လုပ်ထားတာတွေဖြစ်ပါတယ်ဘလို့အချိန်မျိုးမှာကျွန်တော်တို့လုပ်သမားတွေဘက်ကသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကိုအခုကြီးတာဝန်မလဲဆိုရင်အလုပ်ရှင်ကအလုပ်သမားကအလုပ်ကရက်စဲလိုက်တဲ့အခါမှာဖြစ်စေလုပ်သမားဥပဒေကိုချိုးဖောက်တဲ့တခြားပြဿနာတွေပေါ်ပေါက်လာတဲ့အခါတွေမှာ အလုံသမားကိုယ့်ရဲ့ခံစား권ကိုတောင်းဆိုနိုင်ပါတယ်တောင်းဆိုရမယ့်ပုံစံတွေကတော့အလုံသမားစစ်စီအရာရှိထံမှာအရင်ဆုံးတိုင်ကြားရပါမယ်ပြီးလို့ရှိရင်အလုံသမားရေးရာတရားရုံးမှာတရားစွဲဆိုရာဖြစ်ပါတယ်တည်ဆုံးတဲ့အလုံသမားဒါမှမဟုတ်ဥပဒေနဲ့ကန့်ညီတဲ့အမွေဆက်ခံသူရဲ့တိုင်ကြားမှုကတော့ညွှန်ကြားရေးမှုကတတ်မှတ်ထားတဲ့ပုံစံတိုင်းတိုင်ကြားတာ လုံသမားအလုံးလုံးတဲ့ဇုံနယ်မြေတွင်ဒါမှမဟုတ်အလုံးရှင်အမြဲတမ်းအခြေဆိုင်ရာနေရာမှာရှိတဲ့အလုံးသမားစစ်စီအရာရှိထံမှာတိုင်ကြားနိုင်ပါတယ်ခင်ဗျာအလုံးသမားစစ်စီအရာရှိရဲ့တိုင်ကြားချက်သုံးသက်ဆင်ခြင်နဲ့နီလန်းတွေကိုလည်းပြောပြခြင်းပါတယ်အဲ့ဒါတွေကတော့အလုံးရှင်အလုံးသမားနဲ့သက်ဆိုင်ရာတက်သည့်အထောက်အထားတွေကိုစုပေါင်းပြီးမှန်တရားသိနိုင်မှုအတွက်ချက်ချင်းစစ်ဆေးမှု ပြုလုပ်ရပါမယ်စစ်ဆေးမှုပြုလုပ်ပြီးရင် အလုတ်ရှင်ကိုလောက်ခလာသာရှင်းပေးရင်အမိတ်ဒါမှမဟုတ်အလုတ်သမားရဲ့တိုင်ကြားချက်ကိုပယ်ချတဲ့အမိတ်ဆိုပြီးတစုံတစ်ခုရှိရပါမယ်အမှန်တရားချက်လက်တွေကိုစုဆောင်းခြင်းနဲ့အမိတ်ရှိခြင်းဟာတိုင်ကြားချက်လက်ခံရရှိတဲ့နေရာစပြီးတော့ရက်60အတွင်းပြီးစီးစေရပါမယ်တကယ်လို့ရက်60အတွင်းမပြီးစီးနိုင်ဘူးဆိုရင်ညွန်ကြားရေးမှူးထံဒါမှမဟုတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှာ ရက်30အထိအချိန်ထပ်မံတိုးချဲ့ပြီးရင်တောင်းဆိုနိုင်ပါတယ်ခင်ဗျာအခုပြပြသွားခဲ့တဲ့အကြောင်းအရာတွေကတော့အလုံသမားတွေရဲ့နင့်နာကြီးယောကြီးရပိုင်ခွင့်တွေလုံရှင်ဘက်ကနင့်နာကြီးယောကြီးပေးစရာမလိုတဲ့ချင်းချက်တွေနဲ့လုံထုတ်ခံရပြီဆိုရင်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေစီမှာဘလို့အကူအညီတောင်းခံရမလဲဆိုတဲ့နီးလန်းတွေကိုပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။ရွှေပြောင်းညီကိုမောင်နှမတွေအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။